ရရီတိုင်းမအုပ်ပင်မြို့နယ်ရွှေတောင်မော်ကျေးရွာအုပ်ချုပ်ရေးမှူးနယ်အဖွဲ့ကရဲရီနယ်ပေါင်းပြီးအော်တိုဘားလ၂ရက်နေ့ကလူငယ်၄ယောက်ကိုဖမ်းဆီးပြီးစစ်မှုထမ်းဖို့အတွက်စစ်တပ်ကိုရောင်းစားလိုက်တယ်လို့ဒေသခံတွေကပြောပါရယ်။ကျေးရွာအုပ်ချုပ်ရေးမှူးအောင်ဝင်းဦးဆောင်ကရွှေတောင်မော်ရဲစခန်းကရဲတပ်ဖွဲ့ဝင်ကြီးစိုးကြီးစားလူမိုက်သိန်းထိုင်အမတ်နှစ်ရက်ကွက်ရိုင်မူဟောင်းဝတ်တုံရိုင်မူဖိုလတ်မှာ အမှတ်6ရပ်ကွက်ရိုင်မိုးမောင်စော်တို့ကိုငွေပေးခေါ်ယူထားပြီးစစ်မှုထမ်းဖို့အတွက်လူငယ်တွေကိုဖမ်းဆီးရောင်းစားနေတယ်လို့ဆိုပါရယ်။ရွှေတောင်မော်ကျေးရွာမှာနေထိုင်တဲ့အမျိုးသားတယောက်ကရွာမှာလူငယ်တွေမရှိသလောက်ဖြစ်နေပြီးအခုကခွဲတန်းကြမဟုတ်တော့ပဲအိမ်မော်တွေထိပေါ်တာဆွဲတယ်လို့တက်ဆွဲပြီးတော့စစ်မှုထမ်းဥပဒေအကြောင်းပြပြီးရောင်းစားနေတာပါလို့ပြောပြပါရယ်။ ရွှေတောင်မော်ကျေးရွာမှာရက်ကွက်12ရက်ကွက်အိမ်အောင်စု1200ကျော်ရှိပြီးစစ်မှုထမ်းကြီးအနေနဲ့အိမ်တအိမ်မှာအမျိုးသားတစ်ယောက်ရှိရင်2000ကျပ်၊၄ယောက်ရှိရင်1000ကျပ်ထည့်ရတဲ့အပြင်အခုနောက်ပိုင်းလူငယ်တွေကိုအတင်းအဓမ္မဖမ်းဆီးပြီးစစ်တပ်ကိုရောင်းစားနေတာဖြစ်တယ်လို့သူကဆက်ပြောပြပါဗယ်။ဧပြီလ20ရက်နေ့ကစပြီးအောက်တိုဘာလ2ရက်နေ့အထိရွှေတောင်မော်ရွာနဲ့တောင်တလုတ်ကျေးရွာကလူငယ်အယောက်20ကျော်ကိုအုပ်ချုပ်ရေးအဖွဲ့ကဖမ်းဆီးရောင်းစားထားတယ်လို့ဖမ်းဆီးခံရတဲ့မိသားစုဝင်တစ်ယောက်ကပြောပါဗယ်။လူငယ် ွေကိုစစ်မှုထမ်းဖို့အတွက်ဖမ်းဆီးတာမှာစည်ရဲနွမ်းပါပြီးအစွန်ဆုံးရက်ွက်ဖြစ်တဲ့၁၂ရက်ွက်မှာပုံမှန်ဖမ်းဆီးတာတွေလှုပ်ဆောင်နေတယ်လို့သိရပါပါတယ်ရှင်။ စစ်တပ်ကဒီနှစ်ကုန်စလုံးမဲ့ရွေးကောက်ပွဲကိုစတင်တဲ့သူတွေကိုအရေးယူဖို့ပြဋ္ဌာန်းထားတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကိုနှောက်ရှက်ဟန်တာဖျက်ဆီးခြင်းကနေကာကွယ်ပေးရေးဥပဒေခေါ်ရွေးကောက်ဥပဒေအရအရေးယူထားသူ64ယောက်ရှိပြီလို့စစ်တပ်ရဲ့ပြည်ထောင်စုဝန်ကြီးကပြောပါတယ်အော်တိုဘာလ3ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီရဲ့အစည်းအဝေးမှာစစ်တပ်ပြည်ထောင်စုဝန်ကြီးဒုတိယပိုချုပ်ကြီးထွန်းထွန်းအောင်ကပြောခဲ့တာပါ။ အမှု24မှုအတွက်လူပုဂ္ဂိုလ်64ယောက်ကိုအရေးယူထားပြီလို့သိရပါဗျ။အာဏာသိမ်းစစ်တပ်ကသူတို့လုံမဲ့ရွေးကောက်ပွဲကိုဝေဖန်ရုံနဲ့ထောင်ချနိုင်တဲ့ဥပဒေကိုဇူလိုင်လကုန်ပိုင်းမှာပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။အဲဒီဥပဒေအရရွေးကောက်ပွဲကိုဝေဖန်ရုံနဲ့ထောင်ဒဏ်3နှစ်ကနေ9နှစ်အထိချနိုင်တယ်လို့ရွေးကောက်ပွဲမှာပါဝင်နေတဲ့သူတယောက်ယောက်သိဆုံးအောင်လုပ်ရင်လေသေဒဏ်အထိချနိုင်တဲ့ပြဋ္ဌာန်းတွေပြဋ္ဌာန်းထားပါတယ်။ အဲ့ဒီဥပဒေနဲ့ရွေးကောက်ပွဲကိုအွန်လိုင်းပေါ်မှာဝေဖန်တဲ့သူတွေကိုဖမ်းဆီးခဲ့တယ်လို့ရွေးကောက်ပွဲကိုစန့်ကျင်တယ်လို့ထုတ်ပြန်ခဲ့တဲ့ကရင်မျိုးသားစီယုံ KNU အရခတ်တတော် A နဲ့ချင်းပြည်ကောင်စီကကောင်းဆောင်တွေကိုလည်းစစ်တပ်ကအမှုဖွင့်ထားပါတယ်ရှင်။ AR တိုင်းအတွင်းမှာစက်တင်ဘာလတလတာအတွင်းမြည်ရတိုက်ဆောင်မှုကြောင့်ကဘာပြိုကျပြီးလူနေအလုံး30ကျော်ဖြတ်သိမ်းရွှေ့ပြောင်းခဲ့ရတယ်လို့ဒေသခံတွေနဲ့ကုညီကဲဆေးရဲ့အဖွဲ့ရိစီကသိရပါဗျ။ ပြီးခဲ့တဲ့တလတာအတွင်း ARD တိုင်းတွေက ARD မြေ၊ငဝမြေ၊ငတိုင်း၆နဲ့တုံးမြေရေတိုက်စားမှုကြောင့်ကဘာပြိုကျပြီးလူနေအိမ်အလုံး30ကျော်ဟာပေးလို့ရကိုပြောင်းရွှေ့ခဲ့ရတဲ့အပြင်လူနှစ်ယောက်ကဘာပြိုပြီးရေထဲမျောပါသွားခဲ့တာကြောင့်အရေးပေါ်ကဲတင်ခဲ့ရတယ်လို့သိရပါဗျ။ ရုတ်တရက်ကဘာပြိုကျလာလို့ပြီးခဲ့တဲ့တလအတွင်းအိမ်အလုံး30ကျော်လောက်ကိုအရေးပေါ်ကြိုတင်ဖျက်သိမ်းပြီးပြောင်းရွှေ့ခဲ့ရတယ်လို့ ARD တိုင်းသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနနဲ့နှိစက်သူတယောက်ကပြောပါတယ်။ပြောင်းရွှေ့ခဲ့ရတဲ့နေအိမ်တွေဟာညောင်တုံးမအိုပင်ဟင်းဒရပန်းတနော်မြန်အောင်တနုဖြူအင်ကပူလက်ပုတ္တာနဲ့ဇလွန်စတဲ့မြို့နယ်တွေကဖြစ်တယ်လို့သိရပါတယ်။ ကဘာပြူကြတာကြောင့်လူသေးဆုံးသူမရှိပေမဲ့အရေးပေါ်ဖြတ်သိမ်းပြီးပြောင်းရွှေ့ခဲ့ရတဲ့နေရလုံး30ကျော်ကလူဦးရေ60ကျော်ကိုတက်ဆိုင်ရာအဖွဲ့အစည်းတွေကအကူအညီပေးတာတွေအားနည်းနေတယ်လို့ဒေသခံတွေစီကသိရပါတယ်ရှင်။ AR တိုင်းတွဲမဲစရင်ကပ်ပြီးကြီးညာထားတော့ကိုလာမကြည့်တဲ့သူတွေကိုအရေးယူမယ်လို့ရက်ွက်နဲ့ကြေးရွာအုပ်ချုပ်မှုတွေကဖိအားပေးချင်းချောက်နေတယ်လို့ဒေသခံတွေစီကသိရပါတယ်။ စစ်ကောင်မရှင်ကလာမယ့်ဒီဇင်ဘာလမှာစတင်ပြုလုပ်မယ့်ရွှေကောက်ပွဲအတွက်ပထမအကြိမ်မဲစရင်ကြေညာတာကိုစက်တင်ဘာလ30ရက်နေ့ကစပြီးအောက်တိုဘာလ23ရက်နေ့အထိရက်ွက်နယ်ကြေးရွာအုပ်ချုပ်ရေးမှုတွေရဲ့နေတွင်မှာစာရွက်နဲ့ကပ်ပြီးကြေညာတယ်လို့ဆိုပါတယ်အောက်ထည်မှုတွေကအချင်းချောက်ခေါ်ယူပြီးမဲစင်းမှာကိုယ်နာမည်ပါမပါလာကြည့်ကြဖို့မလာရင်ဖမ်းဆီးအရေးယူလို့ရတယ်လို့ဆိုပြီးအောက်ချုပ်ရေးမှုကအစည်းအဝေးခေါ်ပြီးပြောကြောင်းမော်လမြိုင်ကျွန်းမြို့နယ်ကဒေသခံတယောက်ကပြောပါရယ် ရိုင်းမူးတွေဆိုရင်အိမ်ထိလာပြီးမဲပေးခွင့်ရဖို့မဲစီရင်ကြည့်ကိုကြည့်ရမယ်မကြည့်ရင်မိသားစုအကျိုးဆက်အာမမခံဘူးလို့တောင်ပြောတာဆိုပြီးရေကြီးမြို့နယ်ကဒေသခံတယောက်ကပြောပြပါဗျာမဲစင်းမှအမည်မပါလာရင်ပုံစံသုံးနဲ့တောင်းခံတာ အမည်မှတ်ပုံတင်အဖအမည်တွေလွဲမားနေတဲ့အခါပုံစံ၄ကနဲ့ပြင်ဆင်ရမှာဖြစ်ပြီးမဲဆင်းမှာမပါဝင်တဲ့သူတွေပါဝင်နေရင်ပုံစံ၄နဲ့ကန့်ကွက်ပေးရမယ်ဆိုပြီးလိုက်လံအသိပေးကြေညာနေတာဖြစ်တယ်လို့ဒေသခံတွေစီကသိရပါဗျ။စစ်ကောင်မရှင်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာရွှေကောက်ပွဲအပိုင်း၁ကို AR တိုင်းနဲ့ကမြို့နယ်၈ခုမှာကျင်းပသွားမယ်လို့သိရပါဗျရှင်။ စီးပွားရေးစနစ်အတွင်းပိုရှန်ငွေကြေးတွေဖြစ်နေတာကြောင့်ငွေကြေးဖောင်းပွားမှုမဖြစ်စေဖို့အဲ့ဒီများပြားနေတဲ့ပိုရှန်ငွေတွေကိုနီလန်းနှစ်ရက်နဲ့နှုတ်သိမ်းဖို့အဆုံးဖြတ်ထားတယ်လို့စစ်ကောင်မရှင်လောက်ခံဗဟိုဘဏ်ကအော်တိုဘာလ3ရက်နေ့မှာကြေညာပါတယ်။အဲ့ဒီထဲကနီလန်းတစ်ခုကတော့ ပန်းတွေအနေနဲ့ဗဟိုဘဏ်မှာမြန်မာကျပ်ငွေနဲ့28ရက်တာထိန်းသိမ်းထားရှိရမယ့်ငွေသားပမာဏထက်ကျော်လွန်တဲ့ပြန်မြအရန်ငွေပမာဏကိုတိုးမြှင့်ပြီးအဲ့ဒီအပေါ်ပေးတဲ့အတိုးနှုန်းကိုငွေကြေးဈေးကွက်ပြန်မြတလတက်တန်အတိုးနှုန်းနဲ့ပြင်ဆင်သတ်မှတ်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့အကြေညာချက်ထဲမှာဘလောက်တိုးမြင့်မယ်ဆိုတာထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။ဘိုးဘန်ကတော့အခုလိုပိုရှန်ခွေကြေးတွေများပြားလာတာဟာ digital ငွေပေးချေမှုစနစ်ပုံမှန်သုံးစွဲလာလို့ဘဏ်လုပ်ငန်းစနစ်အတွင်းအနှံငွေတွေတိုးမြင့်လာတာကြောင့်ဘဏ်တွေကဘိုးဘန်မှာအနှံငွေပမာဏလည်းမြင့်တက်လာတာကြောင့်လို့ဆိုထားပါဗျ။ဒါပေမဲ့လေးလာစောင့်ကြည့်သူတို့ကတော့ဒီလိုမျိုးပိုရှန်ငွေကြေးတွေများပြားလာတာရဲ့အကြောင်းရင်းထဲမှာငွေဆက်ကိုပုံမှန်ရိုက်ထုတ်တဲ့အချက်တခုလည်းပါဝင်နေရလို့သုံးသပ်ကြပါရဲ့ရှင်။ အာဏာသိမ်းစစ်တပ်ကမတရားဖမ်းဆီးထုတ်နှောင်ထားတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်တရုတ်နိုင်ငံကအကူအညီပို့တားငယ်ဖြစ်သူကိုထိန်လင်းခေါ်ကင်မဲရစ်ကအကူအညီတောင်းလိုက်ပါတယ်ဒေါ်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်မှုဟာတင်းမြတ်ပေါင်းစည်းမှုနဲ့တည်ငြိမ်ရေးအတွက်အရေးကြီးဆုံးပထမခြေလှမ်းဖြစ်တယ်လို့သွေးလူမှုကွန်ရက်စာမျက်နှာမှာဒီကနေ့တင်ထားတဲ့တရုတ်တို့တောင်းဆိုခြင်းဆိုတဲ့စာမှာဖော်ပြထားပါတယ်။ တရုတ်ဆိုရကဒီဟာကိုဖြစ်အောင်အကူအညီပေးနိုင်တဲ့အခြေအနေမှာရှိတယ်လို့လည်းကင်မကဆိုပါရယ်ဒါ့အပြင်ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းစာနဲ့တွေ့ဆုံတာမှာလည်းသူကဒေါန်ဆန်းစုတီကိုလှုပ်ပေးဖို့အတွက် အာဏာသိမ်းစစ်တပ်ကိုတောင်းဆိုဖို့နဲ့ပိုပြီးဖိအားပေးဖို့တရုတ်သမ္မတရှီကျင်းဖင်ကိုပန်ကြားလိုက်ပါရယ် အသက်80အရွယ်လူလူကောင်းဆောင်ဒေါ်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးထားတာ9နှစ်နေပါရှိနေပြီဖြစ်ပြီးပုံမှန်14ခုအတွက်ထောင်ဒဏ်29ခုချမှတ်ထားတာဖြစ်ပါတယ်ရှင်။မကွေးတိုင်းပေါင်းမြို့နယ်နဲ့မြိုင်မြို့နယ်ကခြေရွာတွေကိုအော်တိုဘားလာ3ရက်နေ့ညနေပိုင်းမှာစစ်တပ်ကလေရင်စစ်တပ်လေထီတွေနဲ့ပုံကျဲခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ပေါင်းမြို့နယ်ကဆေးကြီးတောင်ပေါ်ကိုအော်တိုဘားလာ3ရက်နေ့ညနေ4:30လောက်ကလေရင်နဲ့ပုံကျဲသွားခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲမရှိဘဲပုံကျဲသွားခဲ့တာဖြစ်ပြီးမြေပြင်အခြေအနေကိုစုံစမ်းနေတုန်းဖြစ်တယ်လို့ပောက်ချေဆိုင်ပြည်သူ့ကော်မတီအဖွဲ့အကောင်ဆောင်တယောက်ကအတီဗီကိုပြောပါရတယ်။ ဖုံးတဲခံရတဲ့နေရာဟာဆက်သွယ်ခက်ခဲတဲ့နေရာဖြစ်တာကြောင့်အချိန်နဲ့အသေးစိတ်ကိုတော့မသိရှိရသေးပါဘူး။ဒါပြင်မြိုင်မြို့နယ်စိုးဝေးရွာနာမှာရှိတဲ့အီနန်းချက်ဖို့ရင်းနာကိုလည်းစစ်တပ်ကအော်တိုဘားလ3ရက်နေ့ရက်နေ့ကစက်တက်လေတီနှစ်စီးနဲ့ဖုံးကျဲချသွားခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗါတယ်။အဲ့ဒီမှာလည်းတိုက်ပွဲမရှိဘဲဒီတိုင်းဖုံးလာကျဲတာဖြစ်ပြီးလူထိခိုက်မှုတော့မရှိဘူးလို့ဒေသခံတယောက်က TV ကိုပြောပြပါဗါတယ်။ စစ်တပ်ကတော်လှန်ရေးတပ်တွေအင်အားကောင်းပြီးလူစီကားတဲ့ခြေရွာတွေလမ်းမဆက်သွယ်ရေးအချက်ချာကြတဲ့နေရာတွေကိုတိုက်ပွဲမရှိဘဲဖုံးကျဲတာတွေပိုလုံလာနေရလို့မြိုင်မြို့နယ်ပါကဖကောင်းဆောင်တယောက်ကပြောပါတယ်ရှင်ရှမ်းပြည်နယ်မြောက်ပိုင်းပလောင်ကိုပိုင်းအုပ်ချုပ်ခွင့်ရဒေသ TNL ထင်းချုံရနမ်ဆန်မြို့နယ်ဇေတုံဟုံးရွာမှာဒီကနေ့အော်တိုဘာလ၄ရက်နေ့နေ့လယ်၁၂နာရီခွဲလောက်ကစစ်ကော်မရှင်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေး၂ယောက်သေဆုံးပြီး၉ယောက်ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျာ။ ဇေတုံဟုံးရွာကိုစစ်ကောင်မရှင်တပ်ကဂျက်ဖိုက်တာနဲ့ပေါင်250ဘုံနှလုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့်ကလေးနှစ်ယောက်သေဆုံးခဲ့ပြီးကလေး6ယောက်အပါအဝင်9ယောက်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့အပြင်နေအိမ်16လုံးထိမှန်ပျက်စီးသွားခဲ့တယ်လို့ PSLT အနယ်လေးကထုတ်ပြန်ထားပါတယ်။ စစ်တပ်ဟာအော်တိုဘာလ၄ရက်နေ့မနက်အစောပိုင်းကလည်း TNL ထိန်းချုပ်ထားတဲ့ဒီဘောမျိုးကိုဖုံးကျဲခဲ့ပါသေးတယ်။ဒါ့အပြင်ပြီးခဲ့တဲ့အော်တိုဘာလ၂ရက်နေ့ကလည်းတိုက်ပွဲဖြစ်ပွားတာမရှိတဲ့နမ်မတူမျိုးပေါ်ကိုပေါင်900ဘုံတလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံပြည်သူ၃ယောက်သေဆုံးခဲ့ပြီး၆ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကောင်လူနေအိမ်၈လုံးထိခိုက်ပျက်စီးသွားတယ်လို့သိရပါပါတယ်ရှင်။ မကွေးတိုင်းနမောက်မြို့နယ်မှာစက်တင်ဘာလ23ရက်နေ့ကအမြက်လန်းလုံခြုံရေးရဲတပ်သားတယောက်ဟာလက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်ရောက်လာခဲ့တယ်လို့တရက်ခရိုင်ပကဖာတရင်တုံငပြေမပြောက်ကြားတပ်ဖွဲ့ကအောက်တိုဘာလ3ရက်နေ့မှာထုတ်ပြန်လာပါတယ်။အဲ့ဒီရဲတပ်သားကြော်ခိုင်ဟာ PA94 MA13 တနက်တလက် G-box ၄ခုဒီအတောက်380ရုံးနဲ့အတူအလင်းဝင်ရောက်လာတာဖြစ်လို့စူချင်းငွေ390ပေးအပ်ထားတယ်လို့သိရပါဗျ။ အလေးဝင်လာသူနဲ့မိသားစုလုံခြုံရေးအတွက်အချင်းကြားမှသတင်းထုတ်ပြန်တာဖြစ်တယ်လို့ငပြေမပြောက်ကြားတပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကိုငပြေကပြောပါရယ်သူဟာမနစ်ကပေါ်တာဆွဲခံရပြီးတောင်ကိုအမှတ်၁၁ရဲတပ်ရင်ကိုပို့ဆောင်ခံရတာလို့ကိုကျော်ခိုင်ကပြောပြပါရယ်လက်ရှိမှာဇာတိကိုမပြန်ပဲတော်လိုင်းမှာပါဝင်ဖို့ရည်မှန်းထားတယ်လို့လည်း TV ကိုပြောခဲ့ပါရယ်ဒါပြင်စစ်တပ်လက်အောက်မှာကြန့်ရှိနေခဲ့ကြသူတွေအနေနဲ့လည်းအမြင့်မှန်ရရှိပြီးတော်လိုင်းတပ်ဖွဲ့တွေနဲ့အမြန်ဆုံးပူးပေါင်းကြဖို့တိုက်တွန်းလိုတယ်လို့လည်းကိုကျော်ခိုင်ကဆက်ပြောပါရယ် တယ်။ငပြေမပြောက်ကြားတက်ဖွဲ့စတဲ့ဖွဲ့စည်းတဲ့လင်းနစ်ကြော်ကြားကာလအတွင်းမှာအခုအလင်းဝင်လာတဲ့ရဲတပ်သားကိုကျော်ခိုင်ဟာပထမအဆုံးဖြစ်ပြီးထပ်မံအလင်းဝင်လို့သူတွေကိုလည်းနှွေးထွေးစွာကြိုဆိုသွားမှာဖြစ်တယ်လို့ငပြေမပြောက်ကြားတက်ဖွဲ့စီကသိရပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းဒီဘောမြို့နယ်မန်ဟဲကြီးရွာကိုစစ်ကောင်မရှင်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့တန်းမျိုးသားလူမျိုးဝေးတပ်မတော် TNL ကဒီကနေ့အောက်တိုဘာလ၄ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ အော်တိုဘာလာ၄ရက်နေ့မနက်9:49မိနစ်မှာတီဘောမြို့နယ်မန်ဟဲကြီးရွာကိုစစ်ကောင်မရှင်စစ်တပ်ရဲစခန်းဟောင်းထဲကိုပေါင်150ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ထိခိုက်ဒဏ်ရာရှိတဲ့အခြေအနေကိုထုတ်ပြန်ချက်မှာမဖော်ပြထားပါဘူး။အောက်တိုဘာလ2ရက်နေ့ကလည်းဒီဘောမြို့နယ်စံဖိတ်ကျေးရွာကုမှုဒရာဟိုတယ်ကိုပေါင်900ပုံနှလုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့်အဆောက်အဦတစ်ခုထိခိုက်ပျက်စီးသွားခဲ့တယ်လို့ TNL ကဆိုထားပါဗျ။ဒါ့အပြင်အောက်တိုဘာလ2ရက်နေ့မှာပဲနမ်ဘတူမြို့အတွင်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပေါင်900ပုံတစ်လုံးကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူလူထု3ယောက်သေဆုံးခဲ့ပြီး6ယောက်ထိခိုက်ဒဏ်ရာရှိခဲ့ကလူနေအိမ်10လုံးထိခိုက်ပျက်စီးသွားခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါ ါရှိပါတယ်။ကြောင်မဲကိုစေအုစုကပြန်လည်သိမ်းပိုက်ပြီးတဲ့နောက်ဒီဘောကိုဆက်ပြီးစစ်ကြောင်းထိုးဖို့အင်အားစုဖွဲ့မှုတွေလှုံ့ဆော်နေတယ်လို့လည်းဒေသခံတွေနဲ့ TNL ကပြောပါတယ်ရှင်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ကန်းတိုရွာနဲ့ညောင်မေကုန်းရွာကိုအော်တိုဘားလ3ရက်နေ့မနက်ကစစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်ဒေသခံ1300ကျော်ဆေးပေးရှောင်နေရတယ်လို့ဒေသခံတွေကပြောပါရယ် စစ်တပ်ကစစ်ကောင်စီတပ်သားတွေလှေနဲ့ကူးပြီးစစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ဒေသခံတွေကပြောပြပါဗျ။အဝိတ္တထဲကိုတခုနဲ့ရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့လည်းပြောပြပါဗျ။အဲ့ဒီစစ်ကြောင်းနဲ့ဒေါ်လာရေးတပ်ဖွဲ့တွေကြားထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနှစ်ဖက်ထိခိုက်မှုရှိတယ်လို့ဒေသခံတယောက်ကဆက်ပြောပြပါဗျ။အဲ့ဒီတိုက်ပွဲညှိတက်သွားချိန်မှာစစ်တပ်ကလက်နက်ကြီးနဲ့မကြာခဏပစ်ခတ်နေပြီး ချောင်းကူပြီးစစ်ကြောင်းထိုးလာတာကြောင့်ပြန်ဆုံမဲ့သဘောတော့မရှိဘူးလို့သိရပါဗါးဒါအပြင်စစ်တပ်ကစစ်ကြောင်းထိုးလာတဲ့အချိန်မှာအယသားတယောက်ကိုဖမ်းဆီးခေါ်ဆောင်သွားပြီးအခုချိန်အထိပြန်မလွှတ်သေးဘူးလို့သိရပါဗါးလက်ရှိမှာလည်းအနောက်မော်တုံးရွာအရှိတရဖုံရွာနဲ့အနီးနားကျေးရွာကဒေသခံတွေဟာရွာလုံးကျွတ်နေဆက်ရဥယျာဉ်ချမ်းမြေနဲ့ကျေးရွာတွေစီကိုစစ်ပေးရှောင်နေကြရတယ်လို့ဒေသခံတွေစီကသိရပါဗါးရှင် စကိုင်းတိုင်းဒဇယ်မြို့နယ်ထဲမှာစစ်တပ်ကအော်တိုဘားလ၁ရက်နေ့ကစပြီးစစ်ကြောင်းထိုးနေကလူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့လို့အိမ်အလုံး၂၀ကျော်မီးလောင်ဖျက်ဆီးခဲ့တယ်လို့လေကြောင်းတိုက်ခိုက်မှုကြောင့်လည်းစာတင်ကျောင်းဆောင်တွေဖျက်ဆီးသွားခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗယ်။ဒဇယ်မြို့နယ်တနေရွာကိုစစ်တပ်ကမီးရှို့တာဖြစ်ပြီးရွာကန်တွေထွက်ပြေးနေရတယ်လို့ဒေသခံတယောက်ကပြောပါဗယ်။တစိမ်မြို့နယ်နဲ့ရေဦးမြို့နယ်ရဲ့အဆက်ကိုစစ်တပ်ကအစ်ကြောင်းနှစ်ကြောင်းထိုးနေပြီးတော်လိုင်းကြီးတပ်တွေနဲ့လည်းတိုက်ပွဲတွေဖြစ်နေတာပါ။ အဲ့ဒီတိုက်ပွဲတွေမှာစစ်တပ်ဘက်ကအထင်အနေတဲ့အတွက်ပြည်သူတွေရဲ့အိမ်ကိုမီးရှို့တာဖြစ်တယ်လို့ဒဇယ်ဘက်ကဖတာဝန်ရှိသူကပြောပါရယ်စက်တင်ဘာလ3ရက်နေ့ညနေအထိအဲ့ဒီစစ်ကြောင်းတွေရှိနေသေးပြီးစီးရဲတင်းမာနေသေးတယ်လို့ဆိုပါရယ်ဒါပြင်စက်တင်ဘာလ3ရက်နေ့မှာစစ်တပ်ကပုံကျဲလို့ခပောင်းချေးရွာကအစာတင်ကျောင်းဆောင်တွေပျက်စီးသွားတယ်လို့သိရပါရယ်ပြည်သူတွေအနေနဲ့မြေပြင်ကစစ်တပ်စစ်ကြောင်းကိုသာမကပဲလေကြောင်းရန်ကိုပါသတိရှိဖို့တော်လိုင်းတပ်ဖွဲ့တွေကတိုက်တွန်းထားပါရယ်ရှင် AR တိုင်းရေကြီးမြို့နယ်ညောင်မော်ကျေးရွာအုပ်စုမှာစစ်တပ်ခန့်အုပ်ချုပ်ရေးမှူးကရွာပြင်ထွက်ဈေးဝယ်ဖို့ထောက်ခံစာရဲ့တရွက်ကို7000ပေးမှလုပ်ပေးပြီးထောက်ခံစာမလုပ်ရင်ရွာပြင်ကိုထွက်ဈေးဝယ်ခွင့်မပြုဘူးလို့ဒေသခံတွေစီကသိရပါဗျ။စက်တင်ဘာလတတိယအပတ်ကစတင်ပြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမင်းစော်ကအရေးကြီးမျိုးပေါ်နဲ့တခြားဒေသတွေကိုအရသားတွေတွားရောက်ပြီးကုန်ပစ္စည်းဝယ်ယူဖို့ဈေးဝယ်ထောက်ခံစာပြုလုပ်ပေးနေတာဖြစ်ပြီးထောက်ခံစာမလုပ်သူတွေကိုဈေးဝယ်ခွင့်မပေးဘဲကန့်သတ်ထားတယ်လို့ဆိုပါရယ် ဒါပြင်ထောက်ခံစာမပါဘဲဈေးဝယ်ထွက်တဲ့သူတွေကိုအုပ်ချုပ်ရေးမှုနဲ့စစ်တပ်ပြည်သူစစ်တွေကရွာထိပ်စစ်ဆေးရေးဂိတ်ကနေစောင့်ဖမ်းပြီးငွေကျပ်တသိန်းအထိဒဏ်ရိုက်နေရလို့ဒေသခံတွေစီကသိရပါဗျ။ဒေသခံတွေဝယ်ယူလာတဲ့ကုန်ပစ္စည်းမှန်သမျှကိုဖွင့်ပေါက်စစ်ဆေးပြီးထောက်ခံစာကြီးနဲ့အပြင်ထွက်ခွင့်ကန့်သက်ချက်တွေကြောင့်ကုန်ပစ္စည်းအများပြားဝယ်ယူလာတဲ့အခါ PDF တော့ဝယ်ယူလာတာလားလို့မေးပြီးသိမ်းယူတာတွေရှိနေပါဗျ။ဒါပြင်မပုံနဲ့စမကတ်စစ်ဆေးတာကိုညှင်းဆန်ပြီးတဲ့အယက်သား၉ယောက်ကိုလည်းဖမ်းဆီးရိုက်နှက်စစ်ဆေးတဲ့အထိ လုပ်နေတယ်လို့သိရပါတယ်ရှင်။ရန်ကုန်မြို့မှာနေထိုင်ကြတဲ့လူငယ်တွေဟာအော်တိုဘားလာဇမ်ပိုက်ကစပြီးစစ်တပ်ရဲ့အာဓမဖမ်းဆီးခံရတာပုံမှုကြုံတွေ့လာရတယ်လို့မြို့ကန်ပြည်သူတွေစီကသိရပါတယ်။အခုရပိုင်အတွင်းရန်ကုန်တိုင်းအတွင်းကလှိုင်တရာရွှေပြည်သာအင်းစိန်စမ်းချောင်းအလုံးစတဲ့မြို့နယ်ကလူငယ်15ယောက်ထပ်မင်းကိုစစ်တပ်ကအကြောင်းပြချက်မရှိဘဲဖမ်းဆီးခဲ့တယ်လို့သိရပါဗျာ။ ပြီးခဲ့တဲ့အော်တိုဘာလာ၁ရက်နေ့ညပိုင်းကရွှေပြည်သာမြို့နယ်အမှတ်၁၁ရပ်ခွက်ကဘီယာဆိုင်တစ်ခုမှာဘီယာတောက်နေကြတဲ့လူငယ်၆ယောက်ကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးတာခံခဲ့ရတယ်လို့မြို့ကန်တယောက်ကဒီဗီကို ပြောပြပါရယ်အခုရပိုင်းအတွင်းစစ်တပ်ကအင်အားအပြည့်ပါတဲ့စစ်ကားတွေနဲ့မောင်းရိပ်ကိုစောင့်ဖမ်းတာကြောင့်လူငယ်တွေအနေနဲ့ညဘက်အပြင်ထွက်တဲ့အခါသတိထားပြီးထွက်ကြဖို့နဲ့ညနေပိုင်းအထိအပြင်မှာမနေကြဖို့သတိပေးပြောဆိုတာတွေရှိနေပါတယ် ဒါပြင်လှိုင်သာယာအင်းစိန်အလုံနဲ့စမ်းချောင်းကလူငယ်တချို့ဟာလည်းပြီးခဲ့တဲ့ရက်ပိုင်းကအကြောင်းမဲ့ဖမ်းဆီးခံခဲ့ရပြီးဒီကနေ့ထိအဆက်အသွယ်မရသေးဘူးလို့သိရပါဗျ။စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းနိုင်ငံတော်ဝန်ကအသက်မပြည့်သေးတဲ့လူငယ်တွေအပါအဝင်စစ်မှုထမ်းဥပဒေကြောင့်အခြေအနေဆူဆူဝါးဝါးဖမ်းဆီးခံနေရတယ်လို့သိရပါဗျရှင်။